မရိုင်ကန်နိုင်ငံကယ်ဖိုးနီးယားပြည်နယ်မှာဆက်ရုပ်တွေနဲ့ဟမ်ဘာဂါပြုလုပ်ရောင်းချနေတဲ့ဆိုပါလေလူသားတွေထပ်ပုံမြန်ပူတီကြကဈေးနှုန်းချိုးတာတယ်လို့ဆိုပါလေ ABB Robot တဲ့ဘာဂါဘူးကိုပူပေါင်းဖွင့်လှစ်ထားတဲ့ကမ္ဘာပထမဆုံးအလိုလျောက် Robot ဟမ်ဘာဂါစားသောက်ဆိုင်ဟာစားသုံးသူတွေကိုမိနစ်30အတွင်းအရသာရှိတဲ့ဟမ်ဘာဂါတွေပုံမှန်ဆက်စွာရရှိစေဖို့ဆောင်ရွက်ပေးနေပါတယ်ဒီစနစ်ဟာ Robot တွေကို ရွယ်စားသိငယ်တဲ့မိဖို့ကြောင့်လေးပြမှာအလိုလျောက်လို့လို့ပြီးမိနစ်ပိုင်းအတွက်အမှားသာပြင်ဆင်ပေးနိုင်ပါတယ်။ဒီကချက်တွေက29စက္ကန့်ပြီးဆုံးတဲ့ဟမ်ဘာဂါလူသားလေးထက်3စလိမ့်မြစွာပြင်ဆင်နိုင်တယ်။ဒီနေ့ဟမ်ဘာဂါတစ်ထောင်ထိပြုလုပ်နိုင်စွာရှိတယ်။လူသားလုပ်သမားတွေမလို့အပ်တော့ဘူးလို့ဆိုပါတယ်။ robot တွေနဲ့အလိုလျောက်လည်ပတ်နိုင်ပါတယ်။အမှားရွေးနဲ့ပုံမတန်ရှင်းပါတယ်။ဘလို့လုံးသလုံးတလဲဆိုတော့အစားသောက်သူတွေဟာ mobile app တမမဟုတ်ကောင်တာမှ QR code ဖတ်ပြီးအမှားနိုင်ပါတယ်။ဒါအပြင် အသားချက်တွေကိုအလိုလျောက်ဆေးဥကကင်ပြီးပမှုပေါ်တင်ပေးတယ်လို့ဆိုပါတယ်။ဒါအပြင်ဆေးဥကအချိန်5စက္ကန့်တွင်အစာပလာတွေကိုတိကျစွာထည့်သွင်းနိုင်တယ်ဆိုပါတယ်။ဒါအပြင်ဆေးဥကအလိုလျောက်ထုတ်ပိုးပေးတယ်ဆိုပါတယ်။လက်ရှိ robotic ပြုတ်ထားတဲ့ hamburger တစ်ခုကို American dollar 6.99ဒေါ်လာသတ်မှတ်ထားပြီး2025မှာ California တဝန်ဆိုင်ခွဲ20ဖွင့်ဖို့စီစဉ်ထားပါတယ်။ဒီစနစ်ကအရသာအမြန်နှုန်းနဲ့ဈေးနှုန်း3ခုလုံးကို ပေါင်းဆက်ပေးထားပါတယ်လို့ဘာကာဘူးခေါင်းဆောင်ဂျိုမီယာက ရှင်းလင်းပြောဆိုထားတယ်လို့သိရပါတယ်။နောက်ထပ်ပြောချင်တာကတော့ရောမမာရသွန်ပြိုင်ပွဲကိုအကြိမ်30စက်တိုင်းပတ်ဝန်းရှင်မြတ်ပြီးပန်းဝင်ခဲ့တဲ့အသက်62နှစ်ရွယ်ဖိုးအကြောင်းပါ။အသက်62နှစ်ရွယ်ဖိုးဟာရောမမာရသွန်ပြိုင်ပွဲကိုအကြိမ်30စက်တိုင်းပတ်ဝန်းရှင်မြတ်ပြီးပန်းဝင်ခဲ့ပါတယ်။အန်တိုနီယိုအာရိုးဆိုတဲ့ဖိုးဟာ10နှစ်ရွယ်ကတည်းကအပြေးလေ့ကျင့်ခဲ့တာပါ။ခုချိန်ထိလည်းတပတ်ကိုကီလို20 30ကျပ်အပြေးလေ့ကျင့်နေရှိပါတယ်။အခုနှစ် ဂျောမမာရသွန်ပြပွဲမှာ သူက6:44မိနစ်16စက္ကန့်နဲ့ပတ်ဝန်းကျင်ပြီးအရင်နှစ်ကထက်အချိန်10မိနစ်ပိုဆောခဲ့ပါလိမ့်လေးစက်နှစ်ကီလိုမီတာအကွာဝေးရှိတဲ့မာရသွန်ပြိုင်ပွဲမှာအသက်60အရွယ်ရှိသူတို့ကအချိန်9နာရီမပြည့်ပြန်ဝင်တာဟာအမခန်းဆွမ်းဆောင်မှုတရားဖြစ်ပါလေ။လူငယ်အများစုတော်မှာအဖိုးအဝေးစင်ကျင်ကိုမတင်နိုင်ဘူးလို့သိရပါဗျ။